ပသိမ်မော်လန်ကိုမထင်းချောင်းနိုင်ခြင်းအားဖြင့်နောက်ဆက်တွဲရပါလိမ့်ဆက်ပြမယ်ဆိုတော့ပသိမ်မော်လန်ဒီဘက်ကိုကျော်လိုက်ရင်လေးမျက်နှာတော့ရောက်လာမယ်။အရာဝတီတိုင်းကတော်တော်လေးသတိကြီးထားမယ်ကိစ္စကြီးဖြစ်လာနိုင်တယ်နော်။ဆိုတော့အရာဝတီတိုင်းကိုစစ်မီဒီယာဆက်ပြီးကူးလာနိုင်တယ်။အဲ့တော့ဘာပဲပြောတမတော်နေနေကတော့အရာဝတီတိုင်းကတကယ်ကိုအထီးခံလို့မရတဲ့တိုင်းဆိုတာကိုလေတမတော်နေတီးပြီးသားဖြစ်လိမ့်မယ်။သူကထင်းချောင်းမှုဆိုတော့ဆောင်ကြည့်တာပေါ့နော်။ဟေးရောအားလုံးပဲမင်္ဂလာမနက်ခင်ဗျာ ဂျွန်လာဆလေးရနေရမနေ့ပိုင်းအထူးတရီမြကိုပထမဆုံးလူရင်တူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးခုချင်းတီအားပေးနေတဲ့တုံးရဲ့ချင်းတွေအားလုံးကျေးဇူးများကြည့်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတွေစကြရအောင်မေလာ29ရက်နေ့တွေတနင်္သာရီတိုင်းရေဖြုံမြုပ်နေအေကနီကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာသည့် အချမ်ပစ်စစ်ကောင်စီတပ်သားများနဲ့ရေဖြုံမြုပ်နယ်ပူပေါင်းမဟာမိတ်တပ်ဖွဲ့တို့နေရကြထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီစစ်ခွေးဖက်မှတုံးကောင်ထက်မနေခွေးတေဝတ်တေတေဆုံကထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိပြီးအချမ်ပစ်စစ်ကောင်စီစစ်ခွေးများခွေးလိုဝတ်လိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြကြောင်းရေဖြုံမြုပ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုထားပါတယ်။ကောင်းလိုက်တဲ့တင်းနောက်တင်းကျွန်းလာစနေရနေ့တွေမွန်ပီနေမော်လမြိုင်မြို့စီပီနေအစိုးရယုံနဲ့ ဝန်ကြီးအင်ယာကိုဒရုန်းဖြင့်ဘုံချေတိတ်ခဲ့ရာစစ်ကောင်စီစစ်ခွေဖက်မှအရာရှိနှကောင်ခွေတေဝတ်တီတီဆုံးခဲ့ကြောင်းโซดรังกอนดรอนฟอสเตปွေမှာတာဝန်ရှိသူတအူကပြောဆိုထားပါတယ်။ကောင်းလေတဲ့ the day of the day ကျွန်းလာစနေရနေ့တွေစကိုင်းတိုင်းမြောင်မြုတ်နေကြောက်ရရဲစကမရေတကြက်ကြုံမြင်ရန်ဒီမိသားစုနဲ့အတူတနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းရမပင်ခရိုင်တက်ချင်းအမှတ်30 ADPRA တဖွဲ့မှပြန်ကြဲရဲရဲပေါ်ကိုမင်းငန်ကပြောဆိုထားပါတယ်။ကောင်းလိတ်တဲ့တတင်းနော်တတင်းကျွန်းလစနေရနေ့တွေစကိုင်းတိုင်းမူရမြုပ်နေမအိုစစ်တက်ကိတ်အနီးတွေအကျံဖက်စစ်ရင်တန်းကိုမိုက်ဆွေတိုက်ခိတ်ခဲ့ရာစစ်ကောင်စီစစ်ခွေဖက်မှအရာရှိတကောင်အပါအဝင်စစ်ခွေတုံးကောင်ခွေတဲ့ဝတ်တေတေဆုံးခဲ့ကြောင်း Bradford Army တဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုထားပါတယ်။ကောင်းလိတ်တဲ့တတင်းနော်တတင်း ဂျွန်လာစီယန်နေတွေတနင်းတာရီတိုင်းထွေမြုံမှတရချောင်းမြုံတော်စီတန်းပြန်အချမ်းဖက်စစ်ကောင်စီစစ်ခွေးများကိုပူဆောင်ပြီးပြန်လာသည့်အင်အားစီစီခန့်ပါလေးနစီကိုဒေါ်လာရဲတပ်ဖွဲ့များကထွေမင်းတနေရတွေကြပ်ဖြတ်တိုက်ခိုက်ခဲ့ရာအချမ်းဖက်စစ်ကောင်စီစစ်ခွေးဖက်မှနကောင်ခွေးတေဝတ်တေတေဆုံးကတုံးကောင်ထိခိုက်တံရရရှိခဲ့ကြောင်းထွေလူငယ်လက်ယုံတက်မှတာဝန်ရှိသူတအူကပြောဆိုထားပါတယ်။ကောင်လေးတေတဲ့တင်းတော့တဲ့တင်း ငလင်ဘေးရန်တင်တတာဦးမြုပ်နေမှာစစ်တက်ကတရွာကိုစစ်မှုထမ်းဖူလူငါဦးတောင်းလို့ကျေးရွာအောက်ချုပ်ရေးမှုစစ်ချုပ်ဦးနှုတ်ထွက်သွားကြောင်းဒေတာခန်တွေကပြောဆိုထားပါတယ်။မန္လေတိုင်းတတာဦးမြုပ်နေမှာစစ်ကောင်စီတက်ကစစ်မှုထမ်းဖူတရွာကိုငါဦးနှုံမဖြစ်မနေပေးရမည်ဆိုလို့ဂျွန်းစတုံးရက်နေ့မှာရက်ကျေးအောက်ချုပ်ရေးမှုစစ်ချုပ်ဦးဟာမြုပ်နေအထွေထွေအောက်ချုပ်ရေးမှုယုံကိုနောက်ထပ်စာတွေတင်ပြီးတာဝန်ကနဲ့နောက်ထပ်လိုက်ကြတယ်လို့ဒေတာခန်တွေကပြောဆိုထားပါတယ်။ လူအတင်းလာတောင်းနေလို့လက်မှတ်ထိုးနှောက်ထွက်ကြတာပြုတ်တယ်လို့ဒေတာခန်တူကပြောဆိုထားပါတယ်။လူကူအတင်းဆွေးပြီးမှပေါ်တာဆွေးခိုင်းတယ်ဆိုတော့တကယ့်ကိုရောက်မှာဒါဒီစခွေတွေကအောက်ချုပ်ရဲမှုတွေလည်းအကုန်တက်ပြီးရမှာဒီမေလိုတွေမြန်မာပြည်ကယာယီမှုတွေအောက်ချုပ်ရဲမှုတွေမင်းတော့တွေမင်းဩဇာမဖြစ်ချင်ရင်မင်းတော့အမြန်ဆုံးအလင်းဝင်ကြထွက်ကြမဟုတ်ရင်မင်းတော့တွေမကြကင်မင်းဩဇာတွေဖြစ်သွားကြမယ်ဆိုတော့ကိုမမေ့ကြနဲ့ငတုံးငါအတွင်ကောင်းလိုက်တဲ့တည်နောက်တည် ရှမ်းမြုံနောင်ချူမြုံနေစီနောင်ချူကြီးကျေးရွာတွေစစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေကြောင်းသိရှိရပါတယ်။နောင်ချူမြုံကန်ကြီးကျေးရွာမှာဆုတ်ခွာပေးလိုက်ရသည့်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့များနောင်ချူကြီးကျေးရွာတွေတိုက်ပွဲဆက်ဖြစ်ပွားနေကြောင်းဒေသခံများထမှသိရှိရပါတယ်။တောင်ခမ်းမှာစစ်ကောင်စီကကန်ကြီးကနဲ့ကစီကလျာဆုတ်ခွာပြီးရတယ်။ဆွေမောထော်ရောက်တဲ့အထိလိုက်တိုက်နေတယ်ဟုနောင်ချူဒေသခံတအူးကပြောဆိုထားပါတယ်။ တောင်ခန်းကျေးရွာစီအမြုပ်တမျက်စီရာတော့စစ်ကိုဝင်စစ်ကြောင်းထူလာသည့်စစ်ကောင်စီတပ်ဖွဲ့များကံကြီးကျေးရွာအထိရောက်ရှိလာပြီးနောက်တော်လှန်ရေးတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ PKD ဂျွန်ကိုနေရနဲ့ညနေပိုင်းတွင်ကံကြီးကျေးရွာမှစစ်ကောင်စီတပ်များကို TNLA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွေးများတဆုတ်သွားရကြောင်းသိရှိရပါသည်။ ထို့နောက်နောင်ချူကြီးကျဲရွာတွေတိတ်ပွေဆက်ဖြစ်ခဲ့ပြီးစစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အခုနောင်ချူဖက်မှာတိတ်ပွေတွေပင်းထန်နေပါတယ်။ဂျွန်လာဆလီယနေ့ရဲ့မနက်ပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲ။ကေဒါဆွန်တို့ကျွန်တော်တို့ပထမဆုံးဘူဒါဘောပြုတ်သွားတာကိုတစ်ချက်လုံးနားဆင်ကြည့်အောင်။အဓိကတော့ကျွန်တော်တို့ကတော့ဒီနေမြေစိုးမိုးတာတွေတော့မကပဲနဲ့ကျွန်တော်တို့ကအဓိကအာနာစင်ပြုတ်တဲ့အထီးကိုကျွန်တော်တို့က သွားมาဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေမြေကတော့ကျွန်တော်တို့တွေ့သိပြီးတော့မှဟိုအဓိကမကြဘူးအဓိကကြတာဒီအနာစင်ပြုတ်ဖို့နဲ့ပြီးတော့ဒီပြည်သူတွေရဲ့လုံခြုံမှုပြည်သူတွေရဲ့ခုနကတော့ပြောလိုမျိုးလိုချင်တဲ့ဒါဒီမိုကရေစီပန်းနိုင်အောင်ရောက်ဖို့အထိကတော့ကျွန်တော်တို့ကတော့ပြီးတဲ့အထိတိုင်တော့ကျွန်တော်တို့ကတိုက်ပွဲဆက်လက်ဝင်သွားမှာဖြစ်တယ်ပြည်သူတွေကတော့အဓိကတော့ကျွန်တော်တို့ရဲ့အားပဲဖြစ်တယ်ပြည်သူတွေအားပေးထောက်ခံမှုနဲ့ပဲကျွန်တော်တို့ကအခုချိန်ထိဒီစစ်ကောင်စီကိုဒီစစ်ကောင်စီဒီအာဏာစင်ကိုကျွန်တော်အခုချိန်ထိတိုက်ထုတ်နိုင်ခဲ့တာလည်းဒါပြည်သူတွေရဲ့ဒါအားပဲအဲဒါအဓိကပြည်သူတွေကိုပြောချင်တာက အအခုချိန်ရောနောက်ချိန်ရောဒီအခုလိုမျိုးပဲကျွန်တော်တို့ဒီဒီဒေါ်လာရေးမပြီးဆုံးတဲ့အထိအာနာစင်မပြုတ်တဲ့အထိဆက်လက် ပြီးတော့မှအာဒီဝမ်းရံပြီးတော့အားပေးကြပါလို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ဒါလေးစရကွာပြောသွားတာတအားဖန်တယ်နေမီကအတိကမဟုတ်ဘူးတဲ့အတိကကအာနာစင်ကိုနိုင်ဖူးပဲတဲ့အပန်းဆုံးပဲအဲ့လိုမျိုးဒီတိုင်းတော်လို့ဆိုရင်ကျွန်တော်တို့တော်လှန်ရေးကြီးကမြန်ဆုံးအောင်ပါဘူဒါဘောထင်တယ်လို့တခြားတော်လှန်ရေးရေးဘိုးတွေနဲ့တိုင်းရင်သားလက်နက်ကင်တွေက ဒီပုံစံနဲ့စိတ်သက်တွေထားခဲ့မယ်ဆိုရင်တော့တော်လှန်ရေးကြီးကအမြန်ဆုံးအောင်ပါပဲခုနေမင်ရဖို့နဲ့မတိတ်ကြပါနဲ့အာနာစင်ကိုအမိပြတ်တိတိတ်ကြပါမိမိနေမင်ကိုတစ်နှစ်နှစ်နှစ်လောက်တော့မင်းတို့ထင်းချောက်နိုင်မယ်ဒါပေမဲ့အာနာစင်မပြတ်တဲ့ရွေ့မင်းတို့လာတိတ်အောင်ပါပဲတကူကောင်းဆန်တဲ့အဖွဲတွေကိုပြောတာဒါမိတ်တယ်ကေတာစွန်တော့နောက်ဗီဒီယိုကဘာကြီးကူတတိပေးခဲ့တဲ့အမေစုမှတ်တမ်းတစ်ချက်လုံးနဲ့စင်ကြည့်အောင်အားမင်္ဂလာပါရှင်ဒီနေ့မှလည်းညီမလေးက အမေစုကကဘာကြီးကိုသတိပေးလိုက်တဲ့စသိန်းထပွေရာမှတ်တမ်းကြောင့်ဝန်မလေးကဖက်ဖက်ပြီးမှဖြစ်ပါတယ်ရှင်။ကဲအမေစုကကဘာကြီးကိုဘလို့ရီစသိန်းထအောင်ဘလို့ရီသတိပေးလိုက်တာလဲဆိုတာကိုနားထောင်ကြည့်ကြရအောင်နော်။ဘလို့ဥပဒေပဲဖြစ်ဖြစ်ကျမတို့လိုက်နာကြရမယ်။ရှင်တို့ကျမကိုမတရားတဲ့ဥပဒေတွေနဲ့တရားစွဲစင်သူတွေအမျိုးမျိုးချခဲ့တဲ့များကျမဘယ်တုန်းကငင်းဆန်ဘူးလဲ။ကျမဘလို့တုတ်ပြန်ခဲ့ဖို့တလဲ။ နိုင်ငံကြီးသားပီတာဆာဥပဒေကိုလေးစားလိုက်နိုင်ရမယ်ဆိုတဲ့အကြောင်းကျမနိုင်ငံသားတွေကိုစံပြပေးရင်ရှင်တို့အပြစ်တန်ရှာသမျှကျမရင်ဆိုင်ခိုင်ပြခဲ့တယ်လေအခုလေကဘာကြီးကဥပဒေအရရှင်နဲ့ကျမတို့ကိုဥပဒေအရဆွဲချက်တင်တာကျမတို့ရင်ဆိုင်ကြရမှာပါပဲဒီနေရာမှာလေကဘာကြီးရဲ့ဥပဒေဒီတရားသည်ဖြစ်စေမတရားသည်ဖြစ်စေကျမတို့ခုခံကာကွယ်ရှောက်လေရင်စီရင်ချက်ကိုကျမတို့စံပြအဖြစ်လိုက်နာသွားကြဖို့ ကျမကိုကျမအဆုံးဖြတ်ထားတယ်။ဥပဒေဆိုတာလေးစားလိုက်နိုင်ရမယ်ဆိုတဲ့အကြောင်းကျမရဲ့ခန္ဓာကိုယ်ကိုအရင်တည်ပြီးစံပြအဖြစ်ခံယူတော့ပါမယ်။ဥပဒေကိုရှုဖောက်ရင်ဥပဒေရဲ့စီရင်ခြင်းကိုခံယူရမှာဓမ္မတာပါပဲ။ကျမရဲ့ကြောက်ရွံ့ခြင်းမှခင်ဝေရဆိုတဲ့စာအုပ်ကျမအလကားရေးထုတ်ခဲ့တာမဟုတ်ပါဘူး။ကျမရဲ့ယုံကြည်ရာကဘာကြီးကိုစံနမူနာပြဖို့ ကျမရဲ့ခနာကိုနဲ့ရင်းပြီးရေးထိုးပြခဲ့တာရှင်တို့လည်းကျမလိုတတိရှိဖို့ပြင်ဆင်ခဲ့ကြပါလေဆိုရက်မှတ်တမ်းလေးကိုဖတ်ပြပေးတော့တာပဲဖြစ်ပါလိမ့်ရှင်ကျေးဇူးများတင်ပါတယ်ဒါကောင်းပါတယ်ဖတ်ပြထားတဲ့ညီမလေးလည်းကျေးဇူးများချစ်တင်ပါတယ်မမိဆရာစာသားလေးဖြစ်ပါတယ်တုံငင်းချင်းတို့လည်းမမိကြပါကေတာဆိုရင်တော့ note video အောင်နေမြို့တစ်ချက်လောက်နားဆင်ကြည့်အောင်လူရုຫນွေဦးကတော့အတိတ်စိမ့်ကိုပေးနေပြီးရန်ဒီဘက်အမှုအခွာသာထိုးကြပြီတော့ ခုံစင်းအိမ်တိုင်းချွတ်ပေါင်းငကချွတ်ပေါင်းမိဖို့ကြောင့်ရေကြီးမိကိုတိတ်တာပိတ်ပြီးတော့တာထိုးကြပြီးတော့တကယ်ပေါ့အဟုတ်ရောက်စေရမယ်ကြည်လိုက် INO ကလည်း article 33နဲ့အရေးယူလိုက်တဲ့အချိန်မှာပဲဗိုလ်တပ်မှုကျင်စိုးတယောက်ကလည်းသူ့တက်ကိုသူပြန်နေနေပြီ33တမမှုကိုဗိုလ်တပ်မှုကျင်စိုးကနည်းနည်းသိမ်းကိုပို့လိုက်တယ်ဗျာသူကြီးသာလောဆိုတော့ဘယ်ကမလဲမိသားစုတွေပါမကြံအကုန်ကိုဖမ်းတော့တာဘုရမှုကျင်ဆိုးဘွားမာကရှိတာကမှတက်မာက၁၀ခု တက်မှုက10កောင်းအဲ့ထဲမှာမှာစမုံတုံးသွားတာက9កောင်းတက်ဖက်ကဖမ်းမိတာက2កောင်းဒင်းလိုချင်းချင်းပြန်ဖမ်းတာက2កောင်းအခုဆို6 66တက်မှာမှုတကောင်ပဲだရေခဲဖြစ်နေကြံနေခဲ့တာဒါကြောင့်အပူအခွားကိုလှိမ့်ထိုးပါလို့ပြောနေရတာဒေစီကားလဲနောက်ပိတ်လုံးပိတ်ဘရိတ်တဲအပီးပေါက်တကွက်ထဲနဲ့လိုချင်ပြည့်တူတူဖိုးတာထိုးကြပြီတော့လေဖြမ်းမှာလဲကျမကြီးခြေနေကဒီအပိုင်းမှာဂူတာရက်အထာပဲ အထူးစိုးရင်ပွေရတယ်ဗျာ။ကံမြန်ကောင်းရင်တော့စာလုံးမှာခေါင်းချမှာလေ။ဒါကြောင့်နေတဲ့နန်တဲ့တူတူဖိုးဝိုင်းတာဘုံညပြီတော့။အောင်စီကစစ်ကြောင်းအရာမထင်သည့်တိုင် မုတ်ဆိုးဖို့ပွေတော့မကြခင်ပိုတပ်ပုကျင်ဆိုးပိုတပ်ပုကျင်ဆိုးကတော့ရရတော့မယ်ထင်ပါလေ။မိတို့ပင်ဆိုစီကမူကြားရတာနဲ့တယ်ဗရဏပီတိဘောစီထီတလို့ရွာစီရွာစီနဲ့ဝမ်းမြောက်ဝမ်းသာရှိလာပြီတကူ။ဒီပုံတိုင်းဆိုလို့ရှင်တောက်ဖြင်း ငါဖူငါမရှေ့စဉ်နောက်စဉ်မယနာလန်းကိုကြွာမြန်ရတော့မှတော့တေချာနေမြေကြီးလက်နဲ့ပုတ်တာကမှလွဲရင်လွဲလေတော့မယ်ဗျာအခုဆိုဘာမော်လိုကောင်းလဲပုတပုကျင်ဆိုးလှိုင်းသားရအစင်လေးလို့ခေါ်နေကြပြီစတန်နဲ့အာမေကြီးတစ်ခုလုံးအရှုံကြီးရှုံစကန်းတွေတစ်ခုပြီးတစ်ခုစုံနေချိန်မှာငလှိုင်းတယောက်ကตาရနေလို့လှိုင်းသားရကျင်ဆိုးလို့ တပုတ်နေကြတာပေါ့လေခုတော့အစင်လေးဆိုတာချစ်စနိုးနဲ့နောက်တစ်မျိုးတိုးလို့ကျိုးစင်ကိုအဖျားဆုတ်ပြီးတော့ခေါ်တာဟိုအစင်လေးတွေမဟုတ်ဘူးဂျော်ကီးတွေခေါ်တဲ့အစင်လေးတွေမဟုတ်ဘူးကျိုးစင်ကိုအဖျားဆုတ်ပြီးတော့အစင်လေးလို့ခေါ်တာစကားနောက်တရားပါမကြပါဘူးလစ်မှန်တော့ဒေကြတယ်ပုရိတပိတ်သက်ပေါင်းလို့ရေးဒင်းရဲ့နောက်ဆုံးထွက်ပေါက်ရွေးကောက်ပွဲဆိုတာကြီးကလည်းမမဆောင်လော်လီပေါ်စုတ်တယ်လို့မျိုးပဲဟိုလိုလိုဒီလိုလိုနဲ့လုံးပါလာရပြီဟာကြီးမလျှော့မြိုင်နေပါဘူး မြို့နယ်ပေါင်းက160ကျော်မှရေးကောက်ပွဲကျင်းပမှာပါလို့ဘလို့ပဲပြော့ပြော့လက်တွေ့ဒိဋ္ဌိမှာတော့မြေပြင်မှာတော့ကျင်းပနိုင်တဲ့နေမြေအကျယ်ကကော်မဏီဟာလောက်တောင်မှမကျေကျန်တော့ဘူးတော့ရိုင်းရိုင်းပြောချင်တော့ဒီကြားတဲ့ဖိုးမှုတို့ကလည်းမမတ်နေလို့နေဆက်တခွန်ပြဲပြဲစင်အောင်လို့တခုပြီးတခုကိုတိမ့်နေတယ်ရိုးရိုးနဲ့ဘလို့ပဲတာတာအကိုထွင်းလို့ကပဲလေလေးတော်မလျှော့ဘူးဆိုတော့ပိုတက်ဘူးကျင်ဆိုးမှာတော့မျော်ကြည့်ုံ အောင်တိတ်အောင်နမိတ်ဆိုတာထင်ရှားတဲ့ထင်ရှားလာပြီဗျကျိုးစင်တော်ကတော့မြင်ရောင်းနေပြီစကိုင်းတိုင်းမှာလည်းကြည်လိုက်ပလဲကင်းဝင်မင်းကြီးဒေတာမှာမြေခကြွေကြသွားရတဲ့ဗိုလ်တပ်ဘူးကျင်ဆိုးရဲ့နောက်ဆုံးအားထရ24ပစ္စည်းကတ်ထားတဲ့ jet fighter လဲအပြက်သာကြံတော့တယ်မဟုတ်လားဘွားဆောင်ဦးမှာကျဲထွက်သွားတာပဲပိုင်းလော့ပါမိသူပြီးသားဖြစ်သွားရရှာလေသတိကိုဖြစ်ပေါ်ဒါကြောင့်ပြောပါတယ်အမြင်မမနဲ့မထွေပြားနဲ့ ဆက်တာအားဆိုင်ယုံရဖို့လိုတယ်ဆိုတာပန်းနိုင်ငယ်ကနီးတဲ့ကနီးလာနေပြီဗျကောင်းလေကွာပြုတ်သွားတာတွေအားလည်းရှိတယ်ကွာကြည့်တာဆိုရင်တော့ note ဆုံးဗီဒီယိုအမြုပ်တက်သုံးလေးလေးနဲ့နေစက်ကခင်ယူတရင်အကြောင်းတွေကိုငကြောင်မိကပါပြောတာလည်းတစ်ချက်လောက်နားစင်ကြည့်အောင်ဒီငသားကြောင့်ကွာကားလမ်းပေါ်ကမြုပ်တက်သုံးလေးလေးကိုသူတို့အေတက်တွေဝင်တိုက်နေပြီလို့သူတို့ကပြောတယ်အေတက်တွေဝင်တိုက်နေပါပြီလို့ပြောတယ်ပြောတော့ကျွန်တော်လည်းဒီမြေပုံမှာပြန်ကြည့်ပါတယ်ကြည့်တဲ့အခါကျတော့ငသားကြောင့်ကွာကားလမ်းပေါ်မှာ အေးအေးဘယ်ထိရောက်လဲလို့မင်းငါးစမ်းခွာကလည်းအပေါ်ပိုင်းတော်တော်များကိုရောက်နေပါပြီအမတာ3လေးလေးထိရောက်ပြီလားလို့မင်းတော့အမတာ3လေးလေးနားထိရောက်ပြီလားလို့မင်းရောက်ကောင်းလဲရောက်နိုင်တယ်ဒီဂုံးပေါ်နေငါးစမ်းခွာကလည်းပေါ်တော့ချက်ဆင်းလာတာလည်းဖြစ်နိုင်သလိုဒီဘက်ကပတ်သိမ်မော်ရလမ်းဘက်ကနောက်ကျောကနေပြပတ်တက်တာလည်းဖြစ်နိုင်တယ်တီရာကုန်းမြင်လို့ဘာလို့ဖြတ်ပြီးတော့ပတ်တက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီဘက်ကရှားရွာတယ်တည့်ပင်ကြီးစုလို့ဘာအဲနောက်ကျောကနေပြီးတော့ နော်ဟိုရွာတကြီးတို့အဲ့လိုနောက်ကျောဘက်ကနေပတ်ပြီးတော့ဝင်လာပါဗောနော်ဒါလည်းစဉ်းစားတဲ့အကောင်းတယ်သို့တော့အမတာ၃လေးလေးကိုတိုက်နေပါပြီလို့ပြောရပြောတဲ့အခါမှာအေးအေးတိုက်တာပါလို့ဆိုတော့ပြောတယ်ဒါပေမဲ့၃လေးလေးကိုတိုက်တယ်သူတို့ရမရတော့ကျွန်တော်မသိဘူးအမအမတာ၃လေးလေးရဲ့ပတ်ပတ်လေကိုကျွန်တော် ပြောပြမယ်ကျွန်တော်တို့ကကျွန်တော်ကဒီဘက်ကြီးခဏခဏရောက်တယ်ဆိုသိတယ်၃လေးလေးဆိုခဏဒီငါပြန်ကွာကားလမ်းမကြီးရဲ့ဘေးမှာတက်ကကြည့်တယ်ပတ်ပတ်လေကြီးကဟိုလာပြီလို့ပြင်းပြောရင်တော့တောင်ကုန်းတောင်တဲ့မရှိဘူးဟိုအပေါ်စီးကနေပြုတ်လို့ရတယ်ဘာမှမရှိဘူး ်ပြန်မြေပြန်ကြီးလို့ပြန်တယ်ဆိုတော့တက်ကတက်ကလာစောကြီးတဲ့ကျူတပြင်စင်ထားမယ်ဆိုရင်ပပလယ်မှာလာတိုက်လာမယ်ဒီဘွိုင်းလာမယ်အုပ်စုတွေအပေါ်စီကနေတက်ကနေပြီးတော့ပြစ်လို့ရတာကြီးပဲရှိတယ်အသာစီကိုပြစ်လို့ရတာကြီးပဲဒါပေမဲ့ဟိုဒါလည်းကျွန်တော်တို့ကဟိုမြင်မြင်နေရတဲ့ပုံစံပြောတာပေါ့ကျွန်တော်မမြင်ရတဲ့ပုံစံနဲ့မရှိတာပေါ့အေရီကဘယ်လိုပုံစံတိုက်တယ်လဲပေါ့ဘယ်လိုတိုက်လဲဆိုဥမာအေရဒရုန်းတွေကိုတုံးလာသလားဒရုန်းတွေကောင်းကောင်းတုံးပြီးတော့ဒရုန်းတွေနဲ့ပဲတိုက်ပွဲဝင်နေသလားအဲထားပါတော့ဒီအမဒ၃၄၄လေးမှာရှိတဲ့တက်ကို အပေါ် drone တွေတရသက်ချပြီးတော့မြေပြင်ကနေပြီးတော့တစ်ပြေးပြင်းတစ်ပြေးတိုးလာနေရလားဒီလိုကျွန်တော်တို့မေးရမှဖြစ်တယ်ဆိုတော့ drone သုံးပြီးတိုးလာတာဖြစ်လာဖြစ်နေလားဆိုတော့ဖြစ်နိုင်ခြေလို့ရှိပါတယ် drone သုံးပြီးတိုးလာတာမျိုးတော့ဖြစ်နိုင်ခြေရှိတယ်ဒီအမတာသုံးလေးလေးကိုရဖို့လွယ်တော့မလွယ်ဘူးသို့တော့တက်ကပြင်ဆင်မှုပေါ့ရော်ရင်တော့ပါသွားနိုင်ခြေရှိတယ်ဒါဒီဒီနေရာမှာဘာတွေ့ရမလဲဆိုတော့မညွှန်းတက်ဖို့တက်မတော်အနေနဲ့ဒီဘလို့စဉ်းစားမလဲပေါ့သူဘလို့စဉ်းစားမလဲဒီအမတာသုံးလေးလေးကိုလက်လွတ်မလားမလွတ်ဘူးလားပေါ့နော်ဆိုတော့ဒါကိုစဉ်းစားရတယ်ဆိုတော့အမတာသုံးလေးလေးကိုတိုက်နေတဲ့အချိန်မှာဒီဘက်မှာတီလာကုန်းမြန်သိပ်မွေးတော့ အမရသုံးလေးလေးနဲ့ဒီတာကုန်ပြီဆိုတာကဖွင့်လည်းပြောရင်တော့ဟိုကားမောင်းသွားရင်10မိနစ်ဆိုရင်ရောက်ပြီလို့ပြောလို့ရတယ်10မိနစ်တုန်းမှရောက်ပြီပြောလို့ဒီတာကုန်ပြီဒီတာကုန်ပြီဆိုတာကလည်းပသိမ်မောင်လမ်းကိုထွက်မယ်ဆိုလည်းဒီတာကုန်ပြီရထွက်လို့လွယ်တဲ့နေရာမှာရှိတယ်ပသိမ်မောင်လမ်းပေါ်ထွက်မယ်ဆိုရင်အဓိကပသိမ်မောင်လမ်းကျော်ကြီးကိုတက်ကထိမထနိုင်ခြင်းပြဿနာပသိမ်မောင်လမ်းကျော်ကြီးကိုတက်ကမထိနိုင်ဘူးပေါ့နော်ပသိမ်မောင်လမ်းကျော်ကြီးမှာဟိုရက်အေတက်တွေကအေတက်တွေပေါ့အေလူကိုစိတ်စိတ်တွေနဲ့တက်တွေကဒီတာကုန်ပြီပေါ်မှာပသိမ်မောင်လမ်းပေါ်တော့ချက်သွားလာတယ်ဒီ တခါတည်းပေါ်ပေါ်လာရရှိတယ်လို့သိရတယ်။အဲဒီတိရဒီမုတ်ပသိမ်မွေရဝေပြေလန်းကြီးရဲ့ဘေးဘက်ဘက်လေးမှာရှိတဲ့ရွာတချို့ဆိုလို့ရှိရင်အေးအေးဝင်သွားပြီလို့ကျွန်တော်တို့ကြမ်းမြင့်ကြရတယ်။ရွာချို့ကအေးအေးဝင်သွားပြီပေါ့နော်အဲ့လိုကြားပါတယ်။ဆိုတော့ပြောရတော့ဘယ်ရွာတွေလဲလို့မေးရင်တော့ကျွန်တော်တို့ဘယ်နားကိုပြောရအောင်လဲဆိုတော့ကျွန်တော်တို့ချင်းကုန်းကြီးရွာရဲ့ဒီဘက်ဆန့်ကျင်ဘက်မြင်းရှိဟိုရခိုင်ရုံးမှာအဆက်ဘက်ချမ်းနေ။မောင်အဲ့ဘက်ချမ်းနေမှာရှိ ရောက်နေပြီလို့ကြားတယ်။ပြီးတော့ဒီမှာပသိမ်မွေရလန်းကြီးရဲ့တစ်ဖက်တစ်ချက်တော်တော်များနေရာချို့မှာအေးအေးစိတ်ဝင်နေတယ်လို့ပြောလို့ရတယ်။စိတ်ဝင်နေတယ်ပြောလို့ရတယ်။ ဆိုတော့တော်တော်လေးတော့ဒါသတိရှိရှိထားမယ်အနေထားတော့ရောက်တယ်ပသိမ်မော်လန်းမို့တက်ကထိန်းချုပ်နိုင်သန်းရှိသေးလားလို့မေးရင်တော့တော်တော်တော့စဉ်းစားရခက်တဲ့ကိစ္စတော့ဖြစ်လာတယ်ပေါ့နော်စဉ်းစားခက်တဲ့ကိစ္စဖြစ်လာတယ်ဒီလိုမျိုးပသိမ်မော်လန်းကိုမထိန်းချုပ်နိုင်ခြင်းအပြင်နောက်ဆက်တွဲရပါတယ်ဆက်ပြမယ်ဆိုတော့ပသိမ်မော်လန်းဒီဘက်ကိုကြော်လိုက်ရင်လေးမျက်နှာတော့ရောက်လာမယ်အရာဝတိုင်းတွေကတော်တော်လေးသတိရှိရှိထားမယ်ကိစ္စကြီးဖြစ်လာနိုင်တယ်နော်ဆိုတော့အရာဝတိုင်းတွေကိုစစ်မီဒီယာဆက်ပြီးကူးလာနိုင်တယ်အဲ့တော့ဘာပဲပြောတက်မတော်နေတဲ့ကတော့အရာဝတိုင်းကတကယ်ကိုအထီးခံလို့မရတဲ့တိုင်းဆိုတာကိုလေတက်မတော်နေတဲ့တီးပီးသားဖြစ်လိမ့်မယ် သူဘုံထိန်းချုပ်မှုဆိုတော့ဆောင်ကြည့်တာပေါ့နော်ဆိုတော့ပသိမ်မော်လမ်းကြီးထိန်းချုပ်ဖို့တက်မတော်နဲ့လိုနေပြီနောက်တစ်ခုကဒီအနည်းအနည်းဆက်ဆုံးဖြစ်တဲ့အားကောင်းဆုံးဖြစ်တဲ့အမတပုံလေးလေးတို့ဟာမျိုးထိန်းနိုင်ဖို့လိုပြီလို့ကျွန်တော်မြင်တယ်အဲ့တော့ကရင်ပြည်နယ်ဘက်မှာလည်းကိုကရင်ပြည်နယ်ဘက်မှာလည်းတိုက်ပွဲတွေကအားလုံးတည်တဲ့တိုင်းပဲဟိုနေဆက်စခန်းတွေဆိုရင်၃ခုပဲကျန်တော့တယ်လို့တော့ပြောလို့ရတယ်နေဆက်စခန်း၃ခုပဲကျန်လို့ပြောလို့ရတယ်အဲ့တော့တော့နေဆက်စခန်း၃ခုပဲကျန်တယ်ဆိုတာဟိုပါလေစခန်း၃ခုကျန်တယ်ဆိုတော့၃ခုပဲကျန်တယ်တဲ့ဩကရထထိကပလား ဝေါ်လီအဲစကန်သုံးခုပဲကျွန်တော်တယ်နေစားမှာဘာလို့ကရင်တွေကတော့ဆောက်ကရင်တက်တွေတိုက်တယ်သူတို့တိုက်တိုက်တိတက်တွေတိုက်တာကလည်းတက်ခဲ့ယုံအယုံလွယ်မှုအပေါ်မှာအားကိုးပြီးတော့လာပြီလာပြီတိရကတော့ပေါ့နော်အခုဖြစ်နေတာတက်မှာခုနှစ်နေမြေမှာထဖြစ်တာထဖောက်တာပေါ့နော်လှိုင်းဘွဲ့ပေါ့နော်လှိုင်းဘွဲ့ပဲလို့ရတယ်အဲလှိုင်းဘွဲ့ဘူဟာပေါ့ကိုကဲမှုအောက်မှာရှိတဲ့ရှိတဲ့အဲတက်မှာတော့တက်မှာခုနှစ်ကဆက်ဆက်နေမြေတွေမှာရှိတဲ့နေစားစကန်ကြီးအကုန်လုံးတော်တော်များကို KNU ကတိမ့်ပိုက်တယ်သိမ့်ပိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီသိမ့်ပိုက်ခြင်းအကြောင်းရင်းလဲအဲ့ဒီအစောပိုင်းမှာ KNU ရဲ့တက်မှာခုနှစ်က ရင်းချမ်းရေးယူထားသလိုလို NCA ပဲလုပ်တော့မလို့လို့ ਨੇ ဒီလိုနေနေရင်းနဲ့လာပြီလာပြီ NCA စကန်နေမှာရှိတဲ့တပ်မတော်သားတွေနဲ့သူကဘလူးဘလူးသွားလုံတယ်ဘလူးဘလူးသွားလုံပြီးတော့လုံပြီးတော့တပ်မတော်သားတွေဆိုတာလဲဩငါတို့ဒီလိုပဲတယ်ဆိုတော့လက်ခံပြီးတော့စကားပြောတယ်ယင်းပြောရှင်နေနေနဲ့တက်ရဲ့အခြေအနေတွေဘလုံးကိုဒီကောင်လေးကအတွေ့အကြုံတရားလေ့လာပြီးတော့အဲ့တက်ကအရာရှိကြီးအဲ့ NCA စကန်နေမှာ ရှိတဲ့လူ၁၄ယောက်၅ယောက်ပဲရှိတဲ့စကန်နေရဲ့အရာရှိရာရရှိရာခံတွေကိုသွားပြီးပေါင်းတယ်ပြောရှင်ပေါင်းပြီးတော့အတငယ်ချင်းပေါင်းပေါင်းရောက်ဖတ်ရေးပါညာဖြစ်ပြီးတော့နောက်ဆုံးမှာပြီးလဲပြီးတော့ ချင်းပိုင်ပြီလဲဆိုလဲဆိုအခုလဲကြာတော့ဘတ်ဆိုပြီးတော့ဟိုကအဲ့ဒီလက်နက်တိုင်အဲ့တက်တွေဘောလုံးကိုသူကခရင်တက်တွေကလူလေးဆွေးရှိတာဗောကွာဆွေးရှိတာဗောကွာညနေကစားတယ်လို့ပြောလိုက်နင်းတော့ဘာသားတွေကဘာတိငင်မှလည်းမရှိဘူးလေ KNU ကကစားလိုက်တာပဲ KNU ကခွတ်ပြလိုက်တာပဲလေခုတော့အကုန်လုံးပါသွားပြီမင်းတို့တွေဘာတတ်နိုင်တယ်လဲမင်းတို့တွေကရှုံးရင်ဒီအကြောင်းပြချက်ဟိုအကြောင်းပြချက်များလိုက်တာကွာမင်းတို့တွေကရောက်ကြလဲမဟုတ်ဘူးမင်းတို့တွေကအချောက်တွေကြီးပဲရှုံးရင်ရှုံးတယ်လို့ပြော အချုပ်ဖြစ်ရင်အချုပ်ဖြစ်တယ်လို့ပြောမင်းတို့တွေကအချောက်လိုလိုမိမလိုလိုမင်းတို့စကားပြောတာတွေကလည်းတောင်ပုံညာပုံတွေပြောနေကြတာမရှုံးသေးဘူးစစ်ကိုစစ်လိုမတိုက်ဘူးဘာညာပိတ်ကွာများတယ်ကွာနားငီးပြီတိလားနောက်ဆုံးတော့လေ AOT တိုင်းကို PDF တွေ AA တွေဝင်ပြီးဆိုတာကိုကြားလိုက်တာနဲ့ငကြောင်မင်းကတော့မျက်နှာလေးတွေကတော့ချူတာလိုက်တာကွာချူတာတာလားစိတ်မကောင်းတာလားစိတ်ညစ်တာလားဝမ်းနေတာလားတော့မသိဘူးကွာတုံငင်ချင်းတော့မင်းတဲ့အတိုင်းပါပဲစိတ်မကောင်းပါဘူး ဟုတ်ကဲ့ပါတုံးငယ်ချင်းတော့ဒီမနက်တင်ဆက်မှုကတော့ဒီလောက်ပါပဲညနေပိုင်းတည်င်းအတိလေးနဲ့လာတက်မှာဖြစ်ပါတယ်ဆက်လက်ရွေးအားပေးကြပါအောင် thank you for your time god bless you all